ဆိုဗစ်တစိန်ကသူနဲ့အတင်မပေးစားကြဖို့ပြောလာတဲ့ပုံမှာကြက်သားစွာတုံ့ပြန်လိုက်တဲ့နေထုပရိသတ်များလုံးမင်္ဂလာပါရှင်ရက်ကွက်မီဒီယာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ပရိသတ်တွေအနေနဲ့သူနဲ့မပေးစားကြဖို့ပြောလာတဲ့ဆိုဗစ်တစိန်ကယောက်ျားဂုံတိတ်ခအပြည့်နဲ့ပြက်သားစွာတုံ့ပြန်လာတာကတော့တရုတ်ဆောင်နေထုပါအလုံးသိကြတဲ့အတိုင်းဆိုဗစ်တစိန်ရဲ့နေထုတို့ကမကြခင်ကပြတ်တပီးစီးသွားတဲ့ကျင်ပေါ်ဇလန်တွဲမှာတေးနဲ့မင်းပညာအဖြစ်အကောင်ဆုံးတရုတ်ဆောင်နိုင်ခဲ့တာတွေ့ရပါတယ်ဒါကြောင့်ပရိသတ်တွေကတေးနဲ့မင်းပညာအဖြစ်တရုတ်ဆောင်တာပြည်ပြင်းလုံးနဲ့ဆိုဗစ် တဲ့စင်းနဲ့နေထုတ်ကိုတော်တော်လေးပဲသဘောကျနေကြပါတယ် အရင်တုန်းကဆိုရင်ဆိုဗီယက်တစင်နဲ့ပြိသက်တွေကရှေ့ပေးကြတဲ့မင်းသားကဟင်းဝီယံတယောက်သာရှိခဲ့ရပါအထူးသဖြင့်ပြိသက်တွေကဆိုဗီယက်တစင်နဲ့ဟင်းဝီယံကိုငယ်စဉ်ဆုံးတွဲဖြစ်တဲ့သဘောတူပေးနေကြတာဖြစ်ပါတယ်။ဒါပေမဲ့ဂျင်ဘောဇလန်တွေအပြီးမှာတော့ဆိုဗီယက်တစင်ကိုဆရာအဖြစ်တယောက်ဆောင်ဆိုင်းစီတွန်ခန်းနေဒါမှမဟုတ်ရင်မင်းပညာအဖြစ်တယောက်ဆောင်တဲ့နေထွန်းနဲ့ဖြစ်ဖြစ်သဘောတူပေးနေကြတာဖြစ်ပါတယ်။အထူးသဖြင့်တော့ဆိုဗီယက်တစင်ကိုနေထွန်းနဲ့သဘောတူပြီးတော့ပေးစားနေကြတာပါ။ဒါကြောင့်လည်းပြည်ခဲ့တဲ့ရသက်တပတ်မှာတော့ဆိုဗီယက်တစင်ကသူမကိုနေထွန်းနဲ့ဆိုင်းစီတွန်ခန်းတို့နဲ့မပေးစားကြဘူးပြောလာ ာပါတယ်။ဆိုဖိတဲ့စင်ကသူမကအဆိုင်စင်တုန်ခံနေထို့တို့နဲ့ရိုးရိုးသားသားအမှုပညာမောင်နှမတွေကိုကျင်ပေါ်ဇလန်တွဲမှာတရုပ်ဆောင်ခဲ့ကြောင်းဒါကြောင့်လည်းအသက်ဝင်ပြည်ပြင်စွာနဲ့အလိုက်ဖက်ဆုံးတရုပ်ဆောင်နိုင်ခဲ့ကြောင်းဒါပေမဲ့ပရိသတ်တွေကဆိုဖိတဲ့စင်နဲ့နေထွတ်ဆိုင်စင်တုန်ခံတို့ကိုပေးစားနေရကသူမတော်တော်စိတ်နောက်ရက်ဖြစ်ရကြောင်းဒါပြင်တစ်ဖက်ကဆိုင်စင်တုန်ခံတဲ့နေထွတ်တို့မှာဆိုင်သူတွေချစ်သူတွေရှိနေရင်လည်းမလိုလားအတဲပြက်တနာတွေဖြစ်လာနိုင်တာကြောင့်မပေးစားကြဖို့အတွက်စာတတန်ပေးတတန်ထုတ်ပြီးတော့တောင်းပန်လာခဲ့ပါတယ် ုံမှန်ဆိုရင်ဇလန်တွဲတစ်ခုရုပ်ရှင်ဇာတ်ကားတကလူကြိုက်များအောင်မြင်သွားတဲ့အခါမှာပရိသတ်တွေကပါဝင်တဲ့တရုတ်ဆောင်မင်းသားမင်းသမီးတွေကိုပရိသတ်တွေကပေးစားကြတာသဘာဝပါပဲဒါပေမဲ့အစိုးပြတစင်ကတော့သူမကိုဟင်းဝင်ရန်ကလွယ်ပြီးဘယ်သူနဲ့မှမပေးစားကြဖို့ပြတ်သားစွာနဲ့ပြောခဲ့ရပဲဖြစ်ပါတယ်ဆိုပြတစင်ရဲ့စာကတခြားတရုတ်ဆောင်တွေဖြစ်တဲ့နေထွန်းနဲ့အဆိုင်စစ်တုံးခန်းဘက်ကကြည့်မယ်ဆိုရင်နည်းနည်းတော့မကန့်ကျင်စရာကောင်းနေရဖြစ်ပါတယ်ဒါကြောင့်လည်းကျင်ပေါ်ဇလန်တွဲထဲမှာဆိုပြတစင်ရဲ့ခင်ပွန်းဖြစ်သူမင်းပညာဖြစ်တရုတ်ဆောင်နေတဲ့ နေထွက်ကဆိုဗီယက်တစင်ကသူမကိုဘယ်သူနဲ့မှမပေးစားကြဖို့တောင်းပန်လာတဲ့ပုံမှာအခုလိုပြတ်သားစွာတုံ့ပြန်လာခဲ့ပါတယ်။ နေထုတ်ကတော့ဆိုဗီယက်တစ်စင်ရဲ့စာနဲ့ပတ်သက်ပြီးဆိုဗီယက်တစ်စင်ရဲ့ခံစားချက်ကိုနားလည်နိုင်ကြောင်းအထူးသဖြင့်ကျင်းပေါ်ရုပ်တံဇလန်တွေကအယန်းကိုလူကြိုက်များအောင်မြင်သွားပြီးချိန်မှာလူတွေကသူနဲ့ဆိုဗီယက်တစ်စင်ကိုအယန်းကိုပေးစားကြတယ်လို့နေထုတ်ကဆိုပါတယ်အထူးသဖြင့် Face Messenger CB မှာဆိုရင်နေထုတ်ကိုအသက်ကြီးကြီးအမျိုးသမီးပရိသတ်တွေကဆိုဗီယက်တစ်စင်ကိုအပြင်မှာယူဖို့ထိတိုက်တွန်းကြတယ်လို့သိရပါတယ်ဒါကြောင့်လဲဆိုဗီယက်တစ်စင်နေနဲ့ဒီလိုပေးစားခံရတဲ့ပုံမှာစိတ်ရှုပ်ပြီးတော့ဂုံတိတ်ခါလဲထိခိုက်တဲ့အတွက်ဒီလိုမျိုးပရိသတ်တွေကိုတောင်းပန်စာထုတ်တဲ့ပုံမှာ နားလည်နိုင်တယ်လို့နေထွက်ကပြောခဲ့ရဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစိုးပြသစဉ်ပေါ်မှာပြက်သားစွာတုံ့ပြန်ခဲ့တဲ့နေထွက်နဲ့ပတ်သက်ပြီးမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။